နမင်္ဂလာပါရှင်။ဒါမိုတီဗေးရှင်းရဲ့အကြောင်းစေစုံမှုအကြောင်းဆွေးနွေးနေရမှာမနေ့ကဆိုလို့ရှိရင်စေစုံမှုရဲ့အစိတ်ပိုင်းလေးတွေကိုဆွေးနွေးပေးခဲ့ပါဗျ။အဲ့ဒီမှာဆိုရင်ဒါရိုက်ရှင်ရှိမယ် intensity ရှိမယ် persistence ဆိုတဲ့ပေါ့နော်။ဥတ္တရာလမ်းကြောင်းရှိမယ်ပြင်းပြပြပြလှုပ်ဆောင်တတ်တဲ့အလေးအကျင့်တွေရှိမယ်။နောက်တစ်ခါမစုံမနစ်ဇွဲလုံးလာနဲ့ပေါ့နော်။လှုပ်ဆောင်တတ်တဲ့ဆိုတဲ့စိတ်ပိုင်းတွေကျွန်တော်ဆွေးနွေးခဲ့ပါဗျ။ ဲ့ဒါဟာကျမတို့ motivation ရဲ့စိတ်ပိုင်းလေးတွေပါဒီနေ့မှလည်းပဲအဲ့ဒီကနောက်တစ်ခေါက်စနေတစ်ခုဖြစ်တဲ့ပေါ့နော်ဒီကျမတို့ကျမဆွေးနွေးပေးပါမယ်လို့ရှေ့ပိုင်းမှာဟိုအကြောင်းအရာလေးတွေကိုတင်ပြဆွေးနွေးပေးခဲ့တဲ့စိတ္တအဆင့်ပေါ့နော်စေစောမှုရဲ့အမျိုးအစားတွေစေစောမှုဘာလို့ဆိုရလဲဘာလဲဆိုရလဲကျမဆွေးနွေးခဲ့ပြီးပြီစေစောမှုမှာပါဘာကြောင့်လိုအပ်တာလဲ စေဇော်မှုမှာပါဝင်နေတဲ့စိတ်ပိုင်းတွေဒူစတုထဆင်ဟာစေဇော်မှုရဲ့အမျိုးအစားအကြောင်းကိုဆွေးနွေးပေးမသွားမှာပါဘလို့မျိုးစားတွေပါဝင်နေတုံးဆိုတာကိုကျွန်တော်ဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်ရှင်အဲ့ဒီမှာဆိုရင်စေဇော်မှုမျိုးအစားများဒီစေဇော်မှုမျိုးအစားတွေမှာပထမနည်းဆုံးကချင်းကန်နည်းဒီချင်းကန်နည်းတွေမှာလည်းပဲအပြူသဘောဆောင်တဲ့ချင်းကန်နည်းရှိတယ်လို့ပဲအနှုတ်သဘောဆောင်တဲ့ချင်းကန်နည်းရလည်းရှိနေမှာပါပဲ။ ရှိနေနိုင်တာပါပဲဒါကြောင့်ချင်းကနီးဆိုပြီးတော့ဆေးစုံမှုမျိုးစားရဲမှာရှိမယ်အဲ့ဒါဆေးစုံမှုမှာတော့အများဆုံးအောက်ပေါ့နော်သုံးပြတာပြုသဘောဆောင်တဲ့ချင်းကနီးကိုသုံးတာပို့ပြီးတော့ကောင်းပါတယ်သို့တော်ညာလေလိုအပ်လာလို့ရှိရင်မဖြစ်မနေသုံးဖို့လိုအပ်လာတယ်ဆိုရင်တော့လေအနှုတ်သဘောဆောင်တဲ့ချင်းကနီးကိုလေဟိုသုံးဖို့လိုအပ်တယ်ဆိုရင်တော့အသုံးပြပေးရမှာပါအဲ့တော့ကြတော့ဒီချင်းကနီးအမျိုးအစားထဲမှာဆိုရင်ပြုသဘောဆောင်တဲ့ ချင်းကနီးတွေရှိမယ်နှုတ်သဘောဆောင်တဲ့ချင်းကနီးတွေလည်းရှိနေမှာပါရှင်နောက်တစ်ခုကမက်လုံးပေါ့နော်မက်လုံးမက်လုံးဆိုတာကကျမတို့ငွေကြေးအဖြစ်လဲမက်လုံးတွေရှိမယ်ဒါကတော့ဒီငွေကြေးရကျင်တို့အဲဒီမုံဘိုးလိုကျင်တို့ဒီလေးကျင်ကန်ကိုပြီးအောင်လုပ်တယ်အဲ့လိုမျိုးပေါ့နော်အဲကျွကြလဲဒီလိုမျိုးယာရုတိုးကျင်လို့ဒီယာရုတစ်ခုတိုးအောင်ကြိုးစားတယ်အဲစသည်ဖြင့်ပေါ့နော်နောက်တစ်ခုကမိမိလိုချင်တဲ့ ငွေကြေးပမာဏကိုရရှိစင်လို့ပေါ့နော်ဒါဒီအလုပ်တစ်ခုကိုလှုပ်ဆောင်လိုက်တဲ့ရည်ရွယ်ချက်တစ်ခုကိုရည်မှန်းချက်တစ်ခုကိုလှုပ်ဆောင်လိုက်တယ်ပေါ့ဒီလိုမျိုးလဲမလုံးဟာလည်းပဲကျွားတို့စေစုံမှုမျိုးစားထဲမှာပါပါရဲ့ငွေကြေးအဖြစ်လည်းမလုံးရှိတယ်လို့ငွေကြေးမဟုတ်တဲ့မလုံးတွေလည်းရှိပါတယ်မိမိရဲ့ဂုဏ်သိက္ခာတရားအရာမိမိရဲ့ယုံကြည်မှုအရာဒါမျိုးတွေကငွေကြေးနဲ့တိုက်တာလို့မရအောင်လေကျွားတို့ရဲ့ဂုဏ်သိက္ခာတရားတရားတွေ ကျမတို့ရဲ့ယုံကြည်မှုတွေကငွေကြေးနဲ့တိုင်းတာလို့မြောင်ဒါတွေကလည်းပဲဟိုဒါဒီလိုမျိုးယုံကြည်မှုတွေဒါမိမိရဲ့ဒါဆောင်ရွက်တင်နေလို့မြင်တဲ့အကြောင်းအရာတွေတိုင်းဟာလည်းမိမိရဲ့စေစုံမှုမဲ့လုံးနေပါအဲ့ဒီမှာဒီစေစုံမှုမျိုးစားရဲ့မှာမဲ့လုံးဆိုတာလည်းပါမယ်အဲ့မဲ့လုံးထဲမှာငွေကြေးတွေလည်းရှိမယ်ငွေကြေးမဟုတ်တဲ့မိမိရဲ့ဂုဏ်သိက္ခာတွေမိမိရဲ့ကိုကျင့်တရားတွေမိမိရဲ့ယုံကြည်ရာတွေဟာလည်းရှိနေမှာဖြစ်ပါတယ် နောက်တစ်ခုကတဘာဝပေါ့နော်တဘာဝကလည်းပဲစိတ်ဆော်မှုမျိုးစားထဲမှာပါပါတယ်အဲ့ဒီမှာဆိုရင်တဘာဝထဲမှာဘာတွေပါမလို့ဆိုရင်ပြင်ပကနေစိတ်ဆော်မှုနော်နောက်တစ်ခုကကြတော့ဒီအတွင်းစိတ်ဆော်မှုပေါ့နော် sorry ကျွန်မနည်းနည်းလေးမှားနေရပါအတွင်းစိတ်ဆော်မှုက intrinsic ပါပြင်ပြီးတော့ပြင်ပေးပါမယ်ဟိုပြင်မစိတ်ဆော်မှုက extrinsic ပါအဲ့တော့ကျမတို့ပြစိတ်ဆော်မှုကိုဒီလိုလေးဆွေးနွေးလိုက်မယ်เนาะကျမတို့တဘာဝမှာ အဲ intrinsic နဲ့ extrinsic ရှိတယ်။အဲအတွင်းစေစော်မှုနဲ့ပြင်ပစေစော်မှုရှိမယ်။အတွင်းစေစော်မှုဆိုတာကြတော့မိမိကကိုယ်ပဲမိမိရဲ့စိတ်အတွင်းတွေကဒါကိုဆောင်ရွက်တည်နေလို့မြင်လို့ဆောင်ရွက်တာ။မိမိဆောင်ရွက်လိုက်ရတဲ့အတွက်မိမိကိုယ်တိုင်ကကိုလုံးဆောင်ခြင်းတာဖြစ်တဲ့အတွက်ပို့ပြီးတော့ပြောရှင်မယ်။ပို့ပြီးတော့ကောင်းမွန်တဲ့ရလဒ်တွေကိုရရှိလာစေမယ်။အဲအဲ့လိုပါပဲတခွကကြတော့ဟိုဒါ extrinsic ဆိုတဲ့ပြင်ပစေဆောင်မှုဆိုတာရှိတယ် extrinsic ဆိုတဲ့ပြင်ပစေဆောင်မှုအဲ့ကအလိုမျိုးပြင်ပစေဆောင်မှုကြောင့်ဆိုရင်ဟိုပေါ့နော်ဒါခုနကဒီမှာရှေ့ပိုင်းမှာဆွေးနွေးသွားတဲ့အထက်မှာလည်းပါတယ်မှာပါပေါ့နော်ဟိုပြင်ပကနေပြီးတော့လှုံ့ဆော်မှုပေးလို့ပေါ့နော် stimulate ပေးတဲ့အတွက်သူဟာဒီ host အကြောင်းအရာတခုသူလှုံ့ဆော်တာဒါကလည်းစေဆောင်မှုတွေပါပဲဘယ်ဒီအပြင်ပါရောအတွင်းကရောပေါ့နော်ဒီစေဆောင်မှုတွေဟာ လိုအပ်တဲ့အကြောင်းအရာအနေနဲ့ရှိနေတာပါအဲ့တော့ကျတော့ကျမတို့ဒီမှာဆိုရင်ဟိုတချို့ဆိုရင်ပြောကြတယ်လေကျမတို့အတွင်းစိတ်စောမှုမှာဆိုရင် intrinsic မှာဆိုရင်အဲဟိုကျမတို့ဒီဆီယမာကြီးတူပါဆိုပြောဦးတယ်ဆီယမာကလေတမိနဲ့ဟောလေဒီဒီကဒီထဲကပါတာဒီထဲကဆီယမာရဲ့ဒီထဲကကိုပဲဒီလိုမျိုးလေးဖြစ်ချင်တာပေါ့ဒါဆိုသူ့ရဲ့ရင်ထဲကလာတဲ့အကြောင်းအရာတွေကိုကျမတို့ကဘာလို့ပြောမလို့ဆိုရင် intrinsic ပေါ့ အဲ external ကနေလာတဲ့ဒါကြောင်းရည်စိတ်စော်မှုတွေရှိမယ်အဲလုံစော်မှုတွေရှိမယ်ဒါဆိုရင်တော့ကျမတို့ဟာဒါ extrinsic ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ပြင်ပလိပြင်ပလုံစော်မှုတွေပေါ့နော်ဒါဆိုရင်ကျမတို့စိတ်စော်မှုအမျိုးအစားတွေထဲမှာချင်းကန်နီတွေရှိမယ်အဲချင်းကန်နီတွေမှာလည်းအပြူသဘောဆောင်တဲ့ချင်းကန်နီတွေလည်းရှိနေနိုင်တယ်လို့ပဲအနုပ်သဘောဆောင်တဲ့ချင်းကန်နီတွေလည်းရှိနေနိုင်မယ်နောက်တစ်ခုကကြတော့မက်လုံးနေ မလုံးတာလည်းငွေကြီးနဲ့ဆိုင်တဲ့မလုံးတွေလည်းဖြစ်ပေါ်ဇေနိုင်တယ်လို့ပဲအဲငွေကြီးမဟုတ်တဲ့ခြေနေတွေလည်းရှိနေနိုင်တာပါနောက်တစ်ခုတဘာဝပေါ့နော်တဘာဝဆိုတာကြတော့မိမိရဲ့တွင်ထဲမှာ ရှိနေတဲ့ပေါ့နော်အာ intrinsic ဆိုတဲ့အတွင်းစေဆောင်မှုတွေ extrinsic ဆိုတဲ့ပြင်ပကနေစေဆောင်မှုတွေဆိုတာလည်းပဲရှိနေမယ်ဆိုတာလေးကိုကျမတို့ဒီကစေဆောင်မှုအမျိုးအစားလေးတွေအနေနဲ့ကျမဆွေးနွေးပြခြင်းဖြစ်ပါတယ် အဲဆိုလို့ရှိရင်စေစော်မှုအမျိုးအစားတွေမှာချင်းကန်နီးရှိမယ်ဖြူသဘောဆောင်တဲ့ချင်းကန်နီးတွေအနှုတ်သဘောဆောင်တဲ့ချင်းကန်နီးတွေဒီစေစော်မှုမျိုးအစားတွေမှာမက်လုံးတွေရှိမယ်ငွေကြီးပါတာတွေငွေကြီးမဟုတ်တာတွေရှိမယ်နောက်တကဒီစေစော်မှုတဘာဝတဘာဝဆိုတာလည်းစေစော်မှုပါပဲဒီတဘာဝမှာလည်း intrinsic တွေ extrinsic တွေအတွင်းကနေပြီးတော့စေစော်တာပြင်ပကနေစေစော်တာဆိုပြီးတော့စေစော်မှုအမျိုးအစားလေးတွေရှိနေမှာဖြစ်ပါတယ်ရှင် အဲ့ဒီမှာဆိုရင်ကျွန်မတို့ကနပေါ့နော်အဲဒါဒီအတွင်းစေစော်မှုနဲ့ပြင်ပစေစော်မှုကိုဆက်ပြီးတော့ကျွန်မဆွေးနွေးပေးမှာပါအတွင်းစေစော်မှုဆိုတာမိမိဒီအလုပ်ကိုလုပ်ရတာကိုစိတ်ဝင်စားတယ်လုပ်ကိုလုပ်ချင်တယ်ဒီဟာကိုဒီလိုမျိုးလုပ်ဆောင်တဲ့အတွက်ပျော်ရွှင်မှုကိုလည်းခံစားရတယ်ကျေနပ်မှုကိုလည်းခံစားရတယ်ဒါဆိုရင်ဒါကကြတော့ तू ကလုပ်ဒီလုပ်ကို ဟိုဘာမှမျောလင်းပြီးလှုပ်တာမဟုတ်ဘူးမိမိကကိုပဲဒီလှုပ်ကိုလှုပ်တင်နေလောရမယ်ဆိုတဲ့မိမိရဲ့ရင်ထဲကလာတဲ့အတွင်းနဲ့အသည့်နဲ့ပေါ့နော်လှုပ်ဆောင်ခြင်းဖြစ်တယ်ဒါဆိုရင်အတွင်းစေ့ဆော်မှုကကြတော့ပို့ပြီးတော့စိတ်ဝင်စားမှုအားကောင်းကောင်းနဲ့ရတယ်ဒါဆိုရင်ဒီလိုမျိုးစိတ်ဝင်စားမှုနဲ့ပျော်ရွှင်မှုတွေအတွက်လှုပ်ဆောင်တာဖြစ်တဲ့အတွက် ဒါသူ့ရဲ့စိတ်ထဲအားကိုပဲဆွဲမြဲတဲ့အကျိုးရလဒ်တွေကိုရရှိစေတယ်ပိုကောင်းမွန်တဲ့အကျိုးတွေကိုရရှိစေမယ်။ဒါဆိုရင်ဒါမိမိရဲ့ဒါမိမိစိတ်ဝင်စားနဲ့ပျော်ပျော်ရွှင်ရွှင်လှုပ်ဆောင်လို့တဲ့အလုပ်တွေကိုကျမတို့ကဒါ intrinsic အတွင်းစိတ်ဆော်မှုရာလှုပ်ဆောင်နေပေါ့။နောက်တစ်ခုကကြတော့ကျမတို့ပြင်ပစိတ်ဆော်မှုတွေရလာမယ့်ရလဒ်အတွက်လှုပ်ဆောင်တာဥပမာဆုရခြင်းလို့ ဟဲ့ဒီလိုမျိုးလှုပ်ဆောင်ရင်စုရလာမယ်။အဲဒီမှာဆိုရင်အကစားသမားတွေဆိုရင်ပြိသက်ကအားပေးမှုတွေကိုရရှိလို့တယ်။နောက်တစ်ခါစံချိန်တစ်တည်တင်ကျင်တယ်။အဲဒါတွေကလည်းဟိုပေါ့နော်သူ့ရဲ့ဒါပြင်ပကနေပြီးတော့စေစော်မှုပေါ့နော်ပြင်ပကနေဥမာဒါဆိုရင်တော့သူကပြင်ပစေစော်မှုဆိုရင်သူကရလာမယ့်ရလတ်တွေလှုပ်ဆောင်တယ်။မိမိဒီကနေပြီးတော့စုရလို့တယ်ပေါ့နော်။ကြောင်းရတစ်ခုခုအတွက်အဲဒါဟာပြင်ပစေစော်မှုကနေပြီးတော့ရရှိလာစေတာပါ။အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ ဒီခုနပေါ့နော်ကျမတို့ကျမဆွေးနွေးနေရပေါ့နော်ဒီ intrinsic နဲ့ extrinsic ကိုဆက်ပြီးဆွေးနွေးပေးမှာပါအတွင်းစေဆောင်မှုဒါလေးကတော့ဟွာဖြစ်ပါတယ်သူကနေသူလိုက်လျောညှိထွေးမှုရှိတယ်အတွင်းစေဆောင်မှုဆိုတာ intrinsic motivation ဒါဆိုလို့ရှိရင်ဒီကအတွင်းစေဆောင်မှုကြောင့်အလုတ်တည်မြဲလို့လေဒါလည်းဒီကစေဆောင်မှုကြောင့်ဖြစ်လာပါရီမန်းချက်ကိုပြေဝလို့လေ နောက်တစ်ခါတိုးတက်တဲ့အခြေအနေတွေကိုရရှိလို့တယ်အဲ့တိုးတက်တဲ့အခြေအနေတွေကိုရရှိခြင်းလို့လောက်ဆောင်နေတဲ့သူတွေရှိတယ်အဲ့ဒီသူတွေကမိမိရဲ့ခြေနေမိမိရဲ့အနာဂတ်မှာရှိတဲ့ကလေးသူငယ်တွေလူတွေအတွက်ပေါ့နော်မိမိပတ်ဝန်းကျင်မှာရှိတဲ့လူသားတွေအတွက်တိုးတက်ကောင်းမွန်လို့တဲ့အခြေအနေကိုရောက်ရှိသွားစေခြင်းလို့ လှုပ်ဆောင်နေကြတယ်ဒါကလည်းကျွန်တော်တို့အတွင်းကနေလာတာပါနောက်တကစူးစမ်းတင်ယူလို့တယ်ဒီဒီအကြောင်းအရာတစ်ခုခုပေါ့နော်မိမိစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကိုစူးစမ်းတင်ယူလို့တယ်ဒါ intrinsic မှာလာတဲ့ motivation တွေပါစိတ်ထက်တန်ပြင်းပြပြပြလှုပ်ဆောင်နေတယ်စိတ်ထက်တန်မှုတွေပြင်းပြတယ်မိမိစွမ်းရည်တွေကိုထုတ်ဖော်ပြသလို့တယ်ပျော်ရွှင်နေတယ်ဒီအလုပ်ကိုလှုပ်ဆောင်တဲ့အတွက်သူ့မှာပျော်ရွှင်တဲ့ ကျင်းတဲ့ခံစားချက်ကိုရရှိတယ်။ဒါဒါလှုပ်တဲ့လှုပ်တိုက်တဲ့မလှုပ်လို့ဒါမိမိခန္ဓာကိုယ်ကိုပဲဒီဥစ္စာကိုလှုပ်ကိုလှုပ်ချင်နေတာ။ဒါမလှုပ်ရရင်သူပြောရှင်မှာမို့လှုပ်ရတဲ့အတွက်သူပြောရှင်ကျင်းတဲ့မှုရရှိစေတယ်။ဒါခန္ဓာကိုယ်ရဲ့အတွင်းထဲကနေလာတာဖြစ်တဲ့အတွက် intrinsic motivation လို့ခေါ်ပါတယ်။ဒီအရာဒီလိုမျိုးတာကလေးလေးတွေမှာပေါ့နော်။စာတင်သားတွေမှာလူငယ်လေးတွေမှာ ဒီကအတွင်းစိစော်မှုတွေကနေရရှိလာတဲ့အကြောင်းအရာကိုရသူ့မှာရှိနေပြီဆိုလို့ရှိရင်သူဟာအင်မတန်ကိုစိတ်ချရတဲ့အခြေအနေကိုရောက်ရှိနေပြီသူကိုယ်တိုင်လေးလာတင်ယူလို့တဲ့သူလှုပ်ဆောင်နေတဲ့အလုပ်တွေပေါ်မှာသူကျေနဲ့နေမယ်ပျော်ရွှင်နေမယ်ဆရာတက်တန်မှုတွေရှိနေမယ်အဲဒါဆိုလို့ရှိရင်ဒါအခြေအနေအင်မတန်ကောင်းတဲ့အခြေအနေကိုရောက်ရှိနေရပါဒီလိုမျိုးအခြေအနေရရှိလာအောင်လူကြီးမိပါတယ်အုပ်ထင်းသူတွေဆရာသမားတွေကနေပြီးတော့ ဒါပံ့ပိုးမှုတွေလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ကျမတို့ပြင်ပြပြင်ပကနေစေစောမှုတွေ extrinsic motivation ဆိုတာရှိတင်ပါတယ် motivation ဆိုတဲ့စေစောမှုတွေဟာအတွင်းရပဲဖြစ်ဖြစ်အပြင်ရပဲဖြစ်ဖြစ်ရှိနေတာကောင်းပါတယ်ပူကောင်းတဲ့အခြေအနေတွေပူကောင်းတဲ့ရလဒ်တွေကိုရရှိလာစေမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းပြင်ပစေစောမှုတွေဟာဘာလို့ဆိုရာဓုတိုးလို့တယ်ရာဓုတွေတစ်ခုနောက်တစ်ခုအတစင်းအတစင်းကိုတိုးလို့တယ်လာစာတိုးမြင့် ရရှိလာလိုစေတယ်အကျိုးအမြတ်တွေရရှိခြင်း ਨੇ စုလိုခြင်း ਨੇ မိမိမှန်းထားတဲ့ရည်မှန်းချက်ကိုတခုရရှိဖို့အတွက်စုလိုခြင်း ਨੇ အနိုင်လိုခြင်း ਨੇ အရှုံးကိုရင်မဆိုင်ခြင်းမူအနိုင်ကိုလိုခြင်း ਨੇ ဒါအပြင်ပါအနေစေစုံမှုပါနောက်တစ်ခါအခြားခံစားခွင့်တွေလိုခြင်းသေးတယ်အချားခံစားခွင့်ဆိုရမှာပေါ့နော်သူတို့ကဒီမှာဆိုလို့ရှိရင်အထက်လူကြီးရဲ့တိမတ်ပြုခြင်းခံရခြင်းတို့မိဘရဲ့ချီးကျူးခြင်းကိုခံရခြင်းတို့ဒါတွေဟာ ဒါပြင်ပစစ်စုံမှု extensive motivation လို့ခေါ်ပါတယ်နောက်တစ်ခါအချိန်ဘူးကြီးရရှိလို့တယ်ဒါကကြတော့လေကျမတို့ extensive motivation မှာဒါကြောင့်စစ်စုံမှုဆိုတာအပြင်ပကပဲစစ်စုံတာပဲဖြစ်ဖြစ်မိမိရဲ့အတွင်းကပဲစစ်စုံတာပဲဖြစ်ဖြစ် ဖဲစည်းစုံမှုမျိုးပဲမဆိုဒါလိုအပ်ပါတယ်ရှိကောင်းပါတယ်ရှိသင့်ပါတယ်အဲ့လိုမျိုးတွေရှိခြင်းအပြင်ကိုကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုရရှိလာစေပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီစည်းစုံမှုအမျိုးအစားတွေအကြောင်းကိုကျွန်တော်ယနေ့ဆွေးနွေးပေးနေခြင်းဖြစ်တယ်ဒါဆိုရင်စည်းစုံမှုမှာအမျိုးအစားတွေအများကြီးရှိတယ်အမျိုးအစားတွေပြောပါဆိုရင်ကျွန်မယနေ့ဆွေးနွေးပေးသွားတာဆိုလို့ရှိရင်ချင်းကန်နီးတွေချင်းကန်နီမျိုးစားတွေရှိတယ်ချင်းကန်နီမှာလည်းအပြူသဘောဆောင်တဲ့ချင်းကန်နီတွေရှိတယ်အနုပ်သဘောဆောင်တဲ့ချင်းကန်နီတွေရှိတယ် ပြီးရင်မက်လုံငွေကြေးမက်လုံတွေရှိမယ်တခြားငွေကြေးမဟုတ်တဲ့မက်လုံတွေလည်းရှိမယ်အဲနောက်ဆုံးနောက်တစ်ခုကကြတော့ကျွန်တော်အဓိကတဘာဝပေါ့နော်တဘာဝလက်အကိုဖြစ်ပေါ့တဘာဝအနေနဲ့ရှိနေတာဒါမိမိရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတယ်ပေါ့နော်အတွင်းစေစော်မှုတွေပြေပါစေစော်မှုတွေ intrinsic motivation နဲ့ extrinsic motivation နဲ့ဒီကစေစော်မှုတွေကဘလို့ပဲဖြစ်ဖြစ်ရှိနေဖို့လိုအပ်တယ်ရှိမှလည်းဒါကျင့်တဲ့ပျော်ရွှင်အားရတဲ့ကောင်းမွန်တဲ့ ချီနေရက်လက်တွေကိုရရှိလာစေမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းပဲကြန့်ရှိနေတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီမှာတွင်ပဲရနောက်ခဲ့ပြပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။